အားလုံးပဲမင်္ဂလာပါများဆိုင်းလင်းတဲ့ဌာနမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးရောမြောင်းမြအကြောင်းသူလေးရဲ့နောက်ဆွဲတဲ့သတင်းကိုတင်ပြလာတဲ့အမျိုးသားလူရဲ့ရုပ်သံဗီဒီယိုလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာအမျိုးသားကအဲ့ဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းလင်းတဲ့ဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မင်းကကျွန်တော်အိမ်ပြောရင်ပြောပါမယ်ဆိုတဲ့အစီအစဉ်ကမပြောဖြစ်ဘူးဆိုတော့ကမင်းကကျွန်တော်တို့လည်းအခက်အခဲတွေရှိတယ်ပြန်လာတာလေအမိုးကလည်းညနေပိုင်းဖွားဖွားနေကြတယ်လမ်းချင်းတွေကလည်းရပုလက်လူတွေတိလိမ့်မယ်တော်လေးဆိုးတယ်အဲ့တော့စောက်ထွက်သွားတဲ့ညကမင်းကကျွန်တော်လေးကလေးလိုက်ရောက်ထွက်တယ်လေးလိုက်ငယ်ဆယ်လောက်ကျွန်တော်တို့လိုက်လာရအထွက်ထန်းနမိန်ခိတ်မှာထန်းနမိန်ခိတ်မှာကျွန်တော်တို့အလမ်းထဲမှာချထားတဲ့လူမျိုးတန်ချောင်းလေးတစ်စုပ်ရတယ်အဲ့ဒါကိုကျွန်တော်ဝင်တိုက်မိတယ်မင်းကဘိုးလေးနဲ့ကြာပြီးတော့ ပေါ်ပါဝင်တတ်မိတယ်ဝင်တတ်ပြီးတော့အဲ့မှာကျွန်တော်တို့ရှင်းရှင်းရတော့ဘောနော်ကားပဲဘေးကပ်ပြီးတော့အမှားကြီးတဲ့တောင်ကြီးတဲ့တောင်ကြီးတဲ့ပုံကိုယ်လေးအဲသူတို့နဲ့စကားပဲပြောပါဘောနော်ကျွန်တော်ကျွန်တော်ရှင်းမယ်ကိုကြီးဒါလေးဒီလိုရှိတော့သွားလိုက်ရှိပါလားโอเคရတယ်ကြီးလေးအဲမင်းတို့ကားနဲ့ပတ်သက်တဲ့စားစရာတော့ဘေးကလိုက်အကြောင်းအဲ့ဒီဘေးကရတယ်ထားခဲ့ရတယ်ထားယူတော့မျောပြောင်ဆက်သွားတယ်အဲမျောပြောင်တော့မင်းရှင်းနာကြီးကျော်လောက်ရောက်တယ်ရှင်းနာကျော်လောက်ရောက်တဲ့အချိန်မှာအဲကျွန်တော်တို့လက်ခံပေးတယ်လက်ခံပြီးကုညီပေးတယ်နေမင်းတို့အဲကျွန်တော်သွားတယ်ဒါတော့ပြသူတို့နဲ့ကျွန်တော်တစ်ဖက်တိုင်းသွားတယ် အဲ့ဘေးတရောက်တဲ့ခါမှာကျွန်တော်ဖုံးကျိုဆက်ထားတဲ့ကျွန်တော်အစားဆုံးပြောပြနေရနော်ဖုံးကျိုဆက်ထားတဲ့ပရိုက်ဒါကိုကြီးတောက်လာတယ်အဲဒီကိုကြီးနဲ့ပတ်သက်ပြီးတော့မှဟိုတော့မိမမဲ့တော်တော်ကြည့်တယ်ညီလေးတောက်ပါလာတယ်ဘလို့ကူညီပေးရမလဲဘာလဲပေါ့နော်လာတယ်သူနဲ့တစ်ပြိုင်နက်ထိုင်နေတဲ့အချိန်မှာကျွန်တော်ကကူညီပေးတဲ့ main ကလေးကောင်မလေးကပါမလာဦးပြောက်ထားလိုက်လာတယ်ဆိုင်မှာကျွန်တော်သူစားနေပါကောင်မလေးရောက်လာတယ်ကူကြီးညီမလေးနဲ့ဖုံးသက်ပြီးတော့ပြောပေးတယ်အဆင်မပြေဘူးတွေ့ဖို့လက်ရှိမှာလဲ အဲ့ဒါအာတမိကြီးကမြောင်းမြတ်မှာပျောက်နေပြီလို့ဘာလို့မပြောပါနဲ့ရှိပါတယ်နော်အရှိတဲ့သူတက်တယ်ပြကွာလို့ပြောလို့မရဘူးနော်ပြလို့ရတယ်ပြမယ်ရှိနေတယ်ကျမကြီးကောင်းပါရဲ့ဘုလိုမျိုးကြီးတရရတဲ့လဲနေတာမျိုးမဟုတ်ပါဘူးခလေးတကယ်တော်ပါတယ်ချီချီပေါ်ပါတယ်သူ့ဘာသူပဲဟိုဘယ်လိုခေါ်မလဲလဲလဲဆန်းဆန်းလေးရှိတယ်ကောင်းပါတယ်ခလေးလေးဘာလို့ဆိုသူ့မိသားစုတွေကလည်းမတရားချစ်တယ်ခလေးကို နော်သူမသားသူတွေမရချစ်တာလေသူဦးလေးတွေဖွားတွေဒေါ်တွေမလေးဂလူးဆိုင်ရတယ်ကလေးပေါ့လေအဲ့ဒါတွေပြောမယ်အဲ့ဒီလိုမျိုးတစ်ခါတည်းထိုင်နေတဲ့အချိန်မှာပြန်ပြောပြီနော်ညနေပြောမယ်ကျွန်တော်စကားပြောရင်နေလို့ဆိုပြီးတော့ကျွန်တော်ဝင်မှန်းနေကျွန်တော်ဆရာသမားတွေကမလေးညနေပြောသွားတို့ဘာလို့ချစ်ဖို့ကောင်းနေနော်အဲ့ဒါပဲအဲ့ဒီအချိန်မှာကိုကြီးတယ်ကိုကိုကြီးကဟုတ်ကြီးတယ်ဟောဒီကောင်က sorry နော်ဖုန်းလာလို့ကျွန်တော်ဟိုအဲ့လိုဖြစ်တဲ့အချိန်မှာ ်ဒီညောင်းမြညောင်းမြနေကန်အဖွဲ့ကြီးတကွာအကူတရားဖုန်းနံပါတ်ကျွန်တော်မှာရှိတယ်ကျွန်တော်ပို့တယ်သူ့နံပါတ်ဘယ်သူအကုန်ရှိတယ်ကျွန်တော်မှာအဲ့တော့လေဝမ်းလာပါတော့ဘာလို့အဲ့ဖွဲ့ကြီးကျွန်တော်လည်းအဲ့ဖွဲ့ကြီးကိုကျွန်တော်ကသဘောကျတယ်လူကြီးကရံကုန်လည်းအဲ့ဖွဲ့ကြီးကသူနဲ့ကျွန်တော်လည်းရင်းနေတယ်သဘောကျတယ်အဲအဲ့လိုမျိုးဖြစ်တဲ့ချိန်မှာအကျွန်တော်ဖုန်းဆက်လိုက်ကောင်ညီလေးအကိုကြီးကမမြင်ဘူးတော့တက်ကြည့်လိုက်တာအကိုကြီးအကိုကြီးကျွန်တော် ကျွန်တော်ကျွန်တော်ညမယောက်နေပါတယ်အကိုပေါ့အဲ့တော့အကိုနဲ့ကျွန်တော်တို့မြန်ချင်းဆိုင်ပြီးတော့မိဆိုင်ရင်းနဲ့အကိုကိုကျွန်တော်တခုအဲ့ခံပြရစီโอเคညီလေးလာခဲ့မယ်တဲ့ညီလေးလည်းဟိုပြောလေးဘာခက်တက်ကြည့်လို့လဲတဲ့ဆိုရောက်လာတဲ့ဒီစကားပဲပြောမှာဆိုတော့အကိုရေးလို့ကျွန်တော်ဒီကလေးမလေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာတာလို့ အဲ့ဒါကလေးမလေးတွေကျွန်တော်သွားကြည့်တယ်အကိုပြောကလေးမလေးတွေကျွန်တော်ရုပ်တရုပ်လက်ဆောင်ပေးကြည့်တယ်ပြီးတော့ကလေးမကြီးစိတ်ထဲမကြဘူးလေအဲ့ကျွန်တော်တက်လိုက်တဲ့ဘက်ကနေပြီးတော့မျိုးမျိုးတိုးစားပြီးတော့ကျွန်တော်စကားလေးတွေပြောကြည့်တယ်အဲ့ပြီးတော့သူ့မိဘလေးနဲ့သူ့ညီကိုမတော်ရင်တွေ့တဲ့ခါမှာတင်ညာလေးပဲပတ်သက်လို့ရန်ကုန်မှာကျွန်တော်ပေါင်ဝင်ကျွန်တော်ညီလေးတယောက်ရှိသေးတယ်အဲ့မှာကျွန်တော်ဖိုင်နဲ့ပတ်သက်ပြီးရှင်းမိခါတယ်ကျွန်တော်ညီလေးအဲ့တော့အဲသူအပါဝင်ကျွန်တော်လေးစားတဲ့ကောင်းချက်မကြီးတယောက်ရှိသေးတယ်ဒီကလေးလေးကိုကိုယ်ပိုင်ကျောင်းလေးထားပေးချင်တာ အဲ့အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆောင်ရွက်ပေးကြတဲ့ဟာလေးတွေကျွန်တော်ဟိုဘက်ကလည်းရှင်းလင်းလေးလုပ်ပြီးတော့ပြောဆိုပြကြတဲ့ခါကျတော့အဲ့လိုမျိုးကျွန်တော်ဖုန်းကြီးကပြောလိုက်လဲပြောလိုက်ပေါ့โอเคတဲ့ညီလေးဟုတ်ပမာလဲတဲ့ကျွန်တော်အဲ့ဒီခလေးမလေးအိမ်ငဆောင်းလို့ကလည်းပေးတယ်မှာဟိုရေးလို့โอเคကိုကုထွက်လာပြီတဲ့အဲ့တော့လေဒါပေမဲ့အလားပါတလားပေါ့နော်အဲ့မှာကျွန်တော်ကဘူညီမဲကောင်မလေးနေတဲ့စကားတွေပြောဆိုနေတဲ့အချိန်ကျွန်တော်ကြာပါရှာတော့ကြာကြာကြီးတော့ပြောကြာကြာကြာတော့ကျွန်တော်အမြောင်းမြောင်းမြောင်းကအဲ့လိုမကျေဘူးလေဒီကိုဘာလဲလာတော့ကုန်းကြောင်းလားနွားလဲလေလားဆိုပါနေလာကိုလည်းတွေးရအောင်နော်အားလည်းဘာကိုဖုန်းဆက်လိုက်ကြအကိုကြီးဆိုအားတစ်ခါပြောတာတော့ရှင်းတယ်နော် ဒီလေးတော့ဘုန်းကြီးဒီနေ့မအားတော့ဘူးတဲ့ဘုန်းကြီးနေသွားတော့မှာဘုန်းကြီးဒီနေ့မအားတော့ဘူးတဲ့ဒီနေ့မအားတော့ဘူးနေသွားတော့မယ်ပြီးတော့ပြတ်သွားရင်ခဏလေးတော့တွေ့လို့မရတော့ဘူးနော်ဒုံညောင်မမရှိတော့ဘူးနော်နေသွားတော့မှာရှင်းတယ်တော့ပြောတာတယ်သူကဟာအကွယ်ဟိုညီဒီအားတော့ကွာနောက်ခေါ်ရမှာတွေ့မယ်ညီဒီအားတယ်ထားလိုက်တော့တကယ်ဒါတရားသွားပြီအဲ့ဒီမှာကျွန်တော်ကူညီတဲ့လင်မယားကောင်မလေးကောင်မလေးဒုံအဲ့ပြန်လာအောင်ကောင်မလေးရဲ့ဦးနေတော့တွေ့ပြန်လာတယ်တော့ပြောပြန်လာတာ အစမပြေဘူးကိုကြီးတဲ့အဲဘာလို့လဲလက်ရှိမှာအဲ့ဒါအခုလောလောဆယ်မိမိတော်ကလည်းမနိုးသေးဘူးအိတ်နေတော့နဲ့ချစ်တုံကြီးကလည်းအိတ်နေတော့ခလေးကလည်းအိတ်ပုတ်ကြီးချစ်လို့စားတော့အိတ်နေတော့နဲ့ပြီးတော့ဟိုပါဘောသူတို့ဘက်ကဘာလဲဆိုတော့ခဏနေပါဦးစောင့်ပါဦးအဲ့လိုမျိုးကြီးပြောထားတဲ့အတွက်ဒီအနေနဲ့ပတ်သက်လို့ဒီကိစ္စနဲ့ပတ်သက်လို့ decision မချရသေးဘူးနော်အကြောင်းပြန်တော့အဲ့လိုမျိုးပြောထားတာတစ်ဘက်တစ်ဖက်က မိသားစုဝင်တွေကဘာတောင်းဆိုထားလဲဆိုရင်နားနဲ့ကြတော့နော်ဟိုလိုမျိုးဝူရူရဗဲမရဘလို့ပဲသားလေးလာပြောတာမဟုတ်ဘူးကာကန်ရှင်ရဲ့အုတ်ထင်းသူဟယ်လိုလေးလမ်းပြောတာဒီမနေ့မှပြောတာသူတို့ဘက်ကနင်းနာတဲ့ကလေးတွေကိုကြောင်းထုတ်ဖို့မတောင်းဆိုဘူးကြောင်းပြောင်းပြီးချစ်ချစ်တော်တော်အဲ့တောင်းမှာပဲတက်ပါသူငယ်တဲ့တက်တဲ့တော့အကြမ်းမှာပဲတက်မယ်ကြောင်းပြောင်းပြီးနောက်တစ်ချက်က ဗီဒီယိုမရိုက်ဘူးလိုင်းမမတင်ဘူးကာကရှင်တဲ့ဘက်ကချက်ချက်တုံတော့ပြန်ပြီးကျွလုံးတဲ့ကလေးတွေပြန်တောင်းပန်ပေးပြန်တောင်းပန်ပေးโอเคအဲ့ဒါကိုအဲ့ဒါကိုတစ်ဖက်ကကျွလုံးသူတွေနဲ့ပတ်သက်ပြီးတော့ကာကရှင်ကျွလုံးတဲ့ကာကရှင်မိဘတွေကိုဒီဘက်ကဝင်ကွာချက်ချက်တုံရဲ့တာဝန်ရလူတွေမမြင်မှုသေးဘူးလာလိုက်ရင်အိမ်မေးလာဟိုမှာလမ်းလေးကတည်းကလမ်းကလူဆိုတဲ့လူတွေပဲလာတာ အဲ့တော့ဒီဘက်ကမြင်ရတဲ့ပတ်သက်တဲ့ဘက်ကလူကြီးတောင်ရှိတဲ့လူတွေကလည်းအဲ့ဒီတောင်းဆိုချက်လေးနှစ်ချက်ကိုအခုလက်ထိမပြေရှင်းပေးနိုင်သေးတာပါတဲ့အခုကျွန်တော်ဖုန်းဆက်တော့ဒါလေးရက်ရှိသွားပြီတဲ့ခဏဆောင်ပါဦးဟုတ်ပါပြီလုတ်ပေးမယ်ဆိုပြီးတော့လေးရက်ရှိသွားပြီတဲ့ဘောလုံးကလည်းအဲ့ဒီမျိုးတော့တာချင်မဆောင်နိုင်တော့ဘူးတဲ့ဟုတ်လားအဲ့ဘက်ကလူတွေလည်းကျွန်တော်ကတရင်သမားလည်းမဟုတ်ဘူး ဒါတွေမဟုတ်ကျွန်တော်စိတ်ကနာကြတဲ့ခုနဲ့ဒီဘောပါလာဒီကိစ္စတစ်ခုပဲကိုဟဲ့နော်အေးကျွန်တော်မှလည်းကျွန်တော်လည်းပတ်သက်ပတ်သက်ကြောင်းအတားဝဲမိတ်ဆွေဖွဲ့စည်းတကယ်ကြီးပေါင်းစည်းနေရှိတယ်ဒါတွေတော့မမကငယ်လေးဖြစ်အောင်ပြီးဆောင်ရွက်ပေးလိုက်ဘုကလည်းနေမငါတားပြန်တောင်းဆိုတာမဟုတ်ဘူးနော်ကာကန်ရှင်ဘကလည်းအဲ့ဒါမျိုးလေးပဲလုပ်ပေးနော်ဒီဗီဒီယိုကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုးပြီးခဲ့တဲ့2024မှာခရေကခရေကချစ်ချစ်တော့6တန်းအခုပြန်တိုက်လဲ6တန်းတက်အောင်အဲ့ဒီမှာတည်း6တန်းမဖြေလဲရအောင် အပြေရဘူးအဲ့ဒီချိန်နေနဲ့ဘလို့မတက်ပြေလို့မရဘူးလေဆောင်းဝဲနော်ဆောင်းဝဲပြေလိုက်ရဘူးအခုပြန်တက်ခြောက်တမ်းပြန်တက်မှာအဲ့ဒီဘက်ကအဲ့ဗီဒီယိုပိုင်းလိုင်းပေါ်တင်ပြီးကျူးလွန်တဲ့အုပ်စုတွေကိုအင်မတန်မှကြောက်စရာကောင်းပြီးကြီးလေးတဲ့အပြစ်ဒဏ်ကြီးချလိုက်တယ်မနစ်ကတိရကျောင်းနှစ်ပတ်နားလခိုင်းလိုက်တယ်အင်မတန်ကြီးလေးတဲ့အပြစ်ဒဏ်ကြီးရော ိုမှာ6တန်းနဲ့6တန်းဖြစ်သွားတယ်အခုလည်း6တန်းပဲအဲ့လိုမျိုးတရားမြတ်တော်မူကိုရှာမယ်ဆိုရင်အဲ့မှာသွားရှာမှန်တရားဘတ်တော်ကားလေးယူအဲ့မှာတကယ်လေးတော့မကောင်းနဲ့နံပါတ်ထုတ်မပြောသေးဘူးနော်နောက်ဆုံးရရှိမြင့်တော့ရှင်နံပါတ်ပြောလို့ဖမ်းကြမယ်ဆိုလည်းပြောပါဒီလားရရှိရှိနေခါလိုက်တော့မနေ့ကကိစ္စ အခုလည်းဒီကလေးတွေကိုကြောင်းလေးပြောင်းပေးဟောအေးပြောမယ်လိုင်းပေါ်မှာပြောထားတဲ့ဟိုကိုကြီးဒီကလေးမတွေကဘလို့ဗီဒီယိုဖိုင်နေတင်တာပါဘလို့တွေဘယ်ဟို HD ပို့တော့ပါ냐ပြင်ပြမယ်အသေးပွဲပြင်ပြမယ်အုပ်စုလိုက်ပြင်ပြမယ်တေးကြတဲ့ကဟိုလူစိုးလူမတွေပြောတော့မဟုတ်တော့အုပ်စုလိုက်ဆိုတော့မတွေ့ဖို့ပြောထားလို့လက်မခံဖို့ပြောထားတာအန်ဒီတယောက်ကိုကျွန်တော်ပြောအောင်မယ်နော်အန်ဒီတယောက်ကိုလည်း အဲဒီကဘောကထုထုထောင်းထောင်းနော်ဟဲ့လားတစ်ဖက်အတိုင်းဝိုင်းမိသားစုလာပြီးတော့လေသူတို့ကစိတ်အဲ့လိုမျိုးဖြစ်နေချိန်မှာထပ်ပြီးတော့မှဘလူလေးလိန်ပြောပေးပါတို့ဘလူလေးညာပြောပေးပါတို့တို့မလုံနဲ့နော်အန်ဒီနာမည်လည်းကျွန်တော်သိတယ်အန်ဒီဘယ်ရဆိုတာလဲကျွန်တော်သိတယ်ကျွန်တော်ဒီဝိုင်းနေတာပြောပြလိုက်အန်ဒီပုံတိုင်းကိုဂျုံးတွေပါလမ်းသွားမယ်နော်ဘာဖြစ်တယ်မေးလာကြလို့ရှိရင်ကလေးလေးကျမကြီးတော်တော်မကောင်းလို့ကြောင်းမတက်တာပါလို့ပြောပေးပါဟလားတိတ်မနှုံနဲ့ ကျွန်တော်လက်စိတ်သိရှာမဟုတ်ဘူးယူပြီးထပြောလိုက်ရတာတိလာကဲဒါပဲတော့ဟိုမှာသွားတွေ့ဖို့ပြီးခက်ခဲတယ်ဒါပေမဲ့ဘာအဆက်တော့မရဘူးလို့ကျွန်တော်ပြန်လဲချိန်မှာကျွန်တော်တို့အဲ့မင်းညာအဲ့ချန်ဒီယိုတိုက်ခဲ့လို့အစောကြီးအဲ့လမ်းလမ်းဟာဟာတိုက်ခဲ့လို့ရှင်းမဲ့နေရောက်ခဲ့လို့ဖုန်းကြီးကျွန်တော်ချစ်ချစ်တုံးလေဖုန်းပြောရတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်လေးမရပါဘောအဲ့ရအယုတ်တော့ပေးနေချစ်ချစ်တုံးဖုန်းပြောပြောတာ ချစ်ချစ်တုံအတွက်ပေါ့နော်ကလေးသမီးလေးဒီသမီးလေးစိတ်တက်မကြရအောင်ဟိုစိတ်တန်ရကြောင်းလူပြိုရိုင်လဲမသွားအောင်ဒီလိုဖြစ်ရတဲ့နဲ့ဒီလိုဖြစ်ရတဲ့ကြောင်းဘဝကိုအရှုံးပေးလိုက်စရာမလိုဘူးဆိုတဲ့အကြောင်းတွေအပြီးတော့ခွန်ကပြန်ဖြစ်စေမှာကျွန်တော်ဟိုဘယ်လိုမလဲကျွန်တော်အုံနှောင်းနဲ့တွေးနိုင်တော့တွေးတယ်ကျွန်တော်ရှင်မတရားကျွန်တော်နှလုံးသားနဲ့ကျွန်တော်စကားပြောခဲ့တယ်တကယ်လေးလေးနဲ့နဲ့ကလေးကျွန်တော်ပြောပြခဲ့တယ်ဗီဒီယိုဖိုင်လေးကျွန်တော်ဒီကို အခုကျွန်တော်ပြမယ်ပုံညပို့ပေးဒီရုပ်လေးကိုသူလက်ခံထားတယ်ဆိုတော့အကြောင်းဖတ်ထားတယ်ပြီးတော့ကျွန်တော်သူ့အတွက်ခွန်အားဖြစ်စေမယ့်ဟာပေါ့နော်တမီးလေးကိုခွန်အားဖြစ်မယ်အားပေးမစကားလေးပြောခဲ့ပါအောင်ဆိုကျွန်တော်တောင်းဆိုရတဲ့အဲညကမတော်ဆွေမျိုးတွေအကုန်လုံးကျွန်တော်လည်းပြောတတ်တဲ့လောက်လေးတော့ပြောခဲ့တယ်အဲကျွန်တော်ဗီဒီယိုဖိုင်လေးကျွန်တော်ဗီဒီယိုရိုက်ပြီးတော့ပေးခဲ့တယ်အဲ့ဒါလေးကိုလည်းသူကြည့်နေတယ်အဲတကယ်အဲ့လိုမျိုးလေးတိလာတော့ပြန်လာတဲ့အချိန်မှာတော့ အရှိမလည်းဖြစ်နေတဲ့ကိစ္စကြီးရှင်းရအောင်ဆိုတော့စိတ်ပူပန်ပြီးတော့ညစ်နေတယ်ထင်လေးကတော့တော့တော့ငါဘာမှမပြုတ်ရအောင်ပြုတ်ရမလို့အဲသူနဲ့လည်းဖုန်းကူတိုင်းပြောလိုက်ရတော့ပြောတာဟုတ်တော့စိတ်လည်းကျင်တက်တာပေါ့ပြီးတော့ချက်ချင်းကျွန်တော်ရုပ်ကိုသူဖတ်ထားတဲ့ဟာဖတ်ထားတဲ့ပုံပြီးတော့ကျွန်တော်ရဲ့ကျွန်တော်ထားခဲ့တဲ့ဗီဒီယိုဖိုင်ကိုရက်ကြည့်နေတဲ့ပုံကျွန်တော် လိုင်းမုံတင်းကြီးနေဗျတင်းတင်းပြကြတာဘောတော့အတမတွေ့လားငါသွားခဲ့တာငါတို့မျိုးတွေတို့မျိုးတော့ငါတိခဲ့ရတယ်ငါရခဲ့ရတယ်ဒါပေမဲ့မတင်တော့ဘူးပြန်တော့ကျွန်တော်ပြတော့ပြမယ်မတင်တော့ဘူးကျွန်လဲဒီကိစ္စနဲ့ပတ်သက်လို့ကုညီတရားရှိနေတော့ကျွန်တော်ပြန်ရပဲကုညီလို့မယ်ဒီဒီ TikTok ပေါ်မှာဒီကလေးအကြောင်းနဲ့ပတ်သက်လို့ဒါနောက်ဆုံးပါပဲကျွန်တော်ပြောတာ ကျွန်တော်မှကျွန်တော်အခုဖုန်းဆက်တော်ရေးလဲရပြီသူတို့မိသားစုတွေနဲ့အဲကျွန်တော်ကူညီသူတို့ကကျွန်တော်ကူညီလိုတယ်လိုအပ်လာတယ်ကျွန်တော်ကူညီမယ်လိုက်ပါဆောင်ရွက်ပေးမယ်အဲ့ဒါကျွန်တော်ရေနမှာဖြစ်သွားတဲ့အကြောင်းအရာတစ်ခုကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့ခံစားချက်တွေကြောင့်လိုက်ကူညီမှာဒါပဲကျန်တာရတော့ကျွန်တော်အားလုံးကိုအမှုညွှန်းတောင်းပန်ပါတယ်ကျွန်တော်ကတိတ်ဆိတ်မရှိဘူးဟိုတိတ်ဆိတ်မရှိဘူးတချို့ကလည်းနားမလည်ဘူးသိတယ်မလားဟို နားမလည်တဲ့လူလည်းအပြစ်မပြောပါဘူးသူတို့လည်းအာသိကျင်ဆုံးနေကိုစုံလည်းဟာမပြောသေးဘူးကွာဘာညာဒီမျိုးလိုဖြစ်ပါဘူးနော်အဲ့တော့ဒါကဒီကလေးလေးနဲ့ပတ်သက်လို့တင်တဲ့ဗီဒီယိုဖိုင်ကနောက်ဆုံးပါအဲကျွန်တော်ပြောတာဒါပေမဲ့အခုညီပေးတော့မှသူဖွာနေတယ်ဖုန်းပြောပြီးပြီးသူ့လူတွေလည်းဖုန်းပြောရတယ်မနေ့ကပြန်လာတော့မှဖြစ်ဖြစ်တုံနဲ့လည်းဖုန်းပြောခဲ့ရတယ်နော်ကျွန်တော်ဓာတ်ပုံမတင်တော့ စိတ်မထင်ပါတမျိုးမထင်ပါနဲ့ကျွန်တော်အမျိုးမျိုးတောင်းပါတယ်နော်ဒီမှာကြည့်ပါပုံမှန်တော့တော့မြင့်မှန်ပါဘူးပေါ့နော်ဒီမှာကျတော့သူမြင့်မှန်တယ်ဒါလေးတော့ပြမှာပါနော်ကျွန်တော်ပို့ထားတဲ့ပုံလေးပြန်အားဒါကဟိုကလေးမလေးမဟုတ်ဘူးဘောင်းကြောင်ကြီးရောဆိုရင်လည်းမတက်တယ်ဘူးเนาะဒီမှာကြည့်ညလုံးကောင်းလေးလို့ဆိုတော့တည်တယ်เนาะကျွန်တော်အားလုံးတကယ်ပါစေတနာအရင်းငံနဲ့ကျွန်တော်လိုက်ကူညီပေးတာပါ နော်အဲ့ဒါလေးကိုကျွန်တော်နားလေပြီးကျွန်တော်ဘာအောင်တကယ်ကိုကြီးတကယ်ကုန်ကြီးပြတာပဲတကယ်ရောက်သွားပြီးတာပဲမလွယ်ဘူးလမ်းတော်တော်ချင်းချင်းလိုင်းကားလေးရအောင်ကျွန်တော်လည်းချင်းလေးကမကောင်းတော့ဘူးတကယ်နော်ပြောချင်တာကချစ်ချစ်တုံးတကယ်ချီကျူးလိုက်တဲ့ခရီးတော်မှာပါတယ်ဘာလို့ဆိုတော့ပြိုလဲနေတဲ့နေရာတော့မဟုတ်ဘူးဒီတန်ရှင်းကြောင့်တော့အပြင်းအပိုင်မသွားတာပါနော်ကျွန်တော်ထပ်ပြောရင်လည်းပြတ်လိုက်တက်ပြီးညှို့ပါဆိုလို့ဟုတ်လား ခင်မနီလေနော်ဒီကိတနာပတ်တလို့သူတို့ဘက်ကတောင်းရှိတဲ့လူတယောက်ကလမ်းမျောထားတဲ့အတန်ဖိုင်တို့ဘက်ရှိသေးတယ်သူတို့ဘယ်လိုမျိုးဆက်ဆံထားတယ်ဘယ်လိုမျိုးနှိမ့်သိထားတယ်ဆိုတော့ပေါ့တကယ်ခုလက်ရှိကိုကလေးမလေးနဲ့ចောင်းတက်နေတယ်နော်တလားချစ်တီတော့အချိန်နေကြအောင်ចောင်း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 မတက်ဘူးဗျာအဲ့တော့ဟိုဘက်ကပညာရေးနဲ့ပတ်သက်တဲ့ဘက်ကပဲ နည်းနည်းကြီးကြီးအန်ဒီနော်ကျွန်တော်တို့စိတ်တူနေတယ်ဆလားတကယ်နော်ဒီမှာနာမည်လည်းရှိတယ်နော်အန်ဒီပါလဲဆိုလည်းသိတယ်ကျွန်တော်ဖုန်းထဲမှာအသာဖတ်ရှိတယ်ဆလားအဲ့လိုတွေမလုပ်ပါနဲ့ကိုယ့်ဘက်ကိုကလင်ကြည့်ကြရင်လည်းကြလိန်ညင်နဲ့လိန်နော်ဒီလားဟိုပါဒီမဲ့ကောင်တော့ခလေးကျမကြီးကြောင့်ဟိုတမောက်အပေါ်ကဟိုအဖြစ်နေလို့ဒီဟာတောင်းနေလို့ပါဘာဖြစ်နေရပါလဲလိုက်မလုပ်ပါနဲ့အမှန်အမှန်တိုင်းပဲဖြစ်ပါစေနော်အဲ့ဒီရက်လိန်ညင်နေအားကြီးလေကိုယ့်ပေါင်လေးကိုလှမ်းပြီးတော့လိန်ဒီလား 咱会变着。<Hello. S 3>